Facebook မှာအသေးစားစပ်ပို့တင်ပြီး ၅မျိုးရနေပါပြီအသစ်ဆက်ဆက်ပို့တင်ဒီ၅မျိုးကိုအသုံးမချသေးတဲ့သူများအတွက်ဒီဗီဒီယိုလေးမှာကျွန်တော်ကနေပြီးတော့အားလုံးသိအောင်လို့မျှော်ပေးပါမယ်ခင်ဗျ Facebook အသစ်ဆက်ဆက်ကကျွန်တော်တို့ဆက်ပြီးတော့ပေးလိုက်တဲ့အပေါ်ဆုံးမှာအပေါင်းလေးရှိရပါတော့အဲ့ဒီအပေါင်းလေးကိုကျွန်တော်တို့ချက်နှိပ်ပြမယ်အပေါင်းလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးကတော့ကျွန်တော်တို့ post တင်တင်တဲ့ post ပေါ့နော်ပြီးတော့ဒုတိယနေရာ story ပြီးလို့ရှိရင်တတိယနေရာကျတော့ကျွန်တော် re ပြီးတော့ structure နေရာကျတော့ like လွှင့်တဲ့ clip ကလေးပြီးလို့ရှိရင်အောက်ဆုံးက note ပေါ့ကျွန်တော်တို့ messenger မှာ note ကလေးတွေရေးပြီးတင်တာအဲ့အဲ့လို note ပေါ့နော်အဲ့လေးကိုကျွန်တော်တို့တနေရာထဲမှာစုပေးလိုက်တာဖြစ်တဲ့ကြောင့်ဒါ အပ်ဒိတ်အသေးဆက်ဆက်မှာပါလာတာပေါ့နော်မရသေးတဲ့သူကအပ်ဒိတ်မြင့်ပေးပါပြီးလို့ရှိရင် post ကတော့ငကူမူလအတိုင်းပဲကျွန်တော်တို့ဓာတ်ပုံတွေဗီဒီယိုတွေစာသားတွေ post တင်မယ်ဆိုအဲ့လေးကိုနှိပ်လိုက်ပြီးလို့ရှိရင်နောက်တစ်ခုက story ကလည်းငကူမူလအတိုင်းပဲကျွန်တော် story တွေတင်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးပဲနှိပ်လိုက်ပြီးလို့ရှိရင် re ကကြတော့ကျွန်တော်တို့ recruit ပျောက်နေတဲ့သူတွေဆိုအဲ့လိုတကူတင်လို့ရတယ် ပြီးလို့ရှိရင် like ကတော့ကျွန်တော် like လွှင့်မယ်ဆိုလို့ရှိရင် like ခလုတ်ကိုလည်းဒီထဲမှာပဲတစ်ခါတည်းတွဲပြီးတော့ထားပေးထားရပါတော့ကျွန်တော်တို့ profile အောက်မှာတွားပြီး like လွှင့်စရာမလိုနှုတ်ကတော့လည်းအဲ့လိုပဲကျွန်တော်တို့နှုတ်ကလေးတွေရေးပြီးတော့ဒါတင်တဲ့ဥစ္စာကိုတနည်းအားထဲမှာပဲကျွန်တော်တို့ကနေပြီးတော့ဒီ၅မျိုးလုံးပေါ့နော်ကျွန်တော်တို့စုပေးလိုက်ဖြစ်ကြအောင်အရန်ကိုအဆင်ပြေပါတယ်အဲ့တော့မြာသေးတဲ့သူတွေကကျွန်တော် update မြင်ပြီးတော့လုပ်ကြည့်ပါအားလုံးကိုလည်းကျေးဇူးတင်ပါ